မရင်ကျက်တဲ့နိုင်ငံရေးနီလန်းကိုတုံးခဲလို့ဒီလိုမျိုးကြရှုံးမှုနဲ့ကျမတို့ရင်ဆိုင်ရတာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျမတို့အခုနောက်တစ်ကြိမ်ချက်ပြီးတော့စူးစမ်းနေတာကဒီအရင်ကရှောက်ခဲ့တဲ့ဒူညီတဲ့နီလန်းကိုရှောက်နေတာမဟုတ်ပါဘူး။ကျမတို့အရင်ကမရင်ကျက်တဲ့နိုင်ငံရေးနီလန်းကိုတုံးပြီးတော့ကျမတို့သွားမှာမဟုတ်ပါဘူး။အဲဒါကြောင့်မလို့မတူညီတဲ့နီလန်းနဲ့မတူညီတဲ့နိုင်ငံရေးနီလန်းနဲ့နောက်တစ်ကြိမ်ဆက်ပြီးတော့ ကျူးစားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြည်သူတွေအနေနဲ့ကလည်းဒီအရှုံးတွေနဲ့ဆက်မသွားဘဲနဲ့နောက်တစ်ကြိမ်ထပ်ပြီးတော့စူးစားခြင်းစိတ်မွေးမြူကြဖို့ကျွန်မကတော့ပြောချင်ပါတယ်။နောက်တစ်ကြိမ်စူးစားခွင့်ပြုပါလို့ကျွန်မပြောချင်ပါတယ်။လူတွေအားလုံးပြည်သူတွေအားလုံးလူချင်းနေတဲ့ဒီမိုကရေစီနိုင်ငံရေးလမ်းစဉ်ကိုအကောင့်ထဲပေါ်နိုင်ဖို့နောက်တစ်ကြိမ်ထပ်ပြီးတော့စူးစားကြီးချဖို့ကျွန်မကတော့တိုက်တွန်းပါတယ်။အားလုံးပဲမင်္ဂလာပါ။ ဒီကနေ့မှာတော့ဒီမိုကရေစီမရင်ကျက်သေးသည့်အတွက်စ조사권ပေးဖို့ BB ချမ်းကတောင်းဆိုလိုက်သည်မူအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာသူကသူပြောပါလိမ့်မယ်သူပြပတတင်းဌာနတွေကနေမမမကန်နေဖော်ပြနေတယ်သူကလည်းဒါလည်းပတ်တူ public ကိုချပြခြင်းနဲ့ပြောတယ်ဖေးကိုလည်းဖြစ်ပါလိမ့်ခဲ့ပြီးတော့ပြောချင်တော့ဒီနေ့ပြောချင်တာတော့အများကြီးရှိပါတယ်ဒီနေ့အများကြီးပြောရမှာပါအဲ့တော့ပြည်သူပါတီကနေအားကြောင့်နှုတ်ထွက်တာလေအဲ့ဒါလေးအရင်ပြောပြပြည်သူပါတီကနှုတ်ထွက်တာကဒီကကျွန်မက ပြောလို့ရှိရင်ကျမကနှုတ်ဖတ်ချင်လို့နှုတ်ဖတ်ခဲ့တာမဟုတ်ဘူးဆိုတဲ့အကြောင်းပြောချင်းတယ်ပေါ့နော်အအချိန်နေကကျမဆက်ရှိနေလို့မရတော့တဲ့အချိန်နေမို့လို့ကျမနှုတ်ထွက်ဖို့ဆုံးဖြတ်လိုက်တာပေါ့နော်ပြီးတော့ကျမရှေ့ဆက်ဖို့အတွက်လည်းကျမစူးစမ်းရအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမဒီနှုတ်ထွက်ပြီးတော့ကျမရှေ့ဆက်ရမယ်ဆက်လျှောက်ရမယ်အခွင့်အရေးကိုကျမစူးစမ်းဆောင်ရွက်ဖို့အတွက်ကျမနှုတ်ထွက်ခဲ့ရတာပေါ့နော်အဲ့ဒီလိုပါဒါပေမဲ့ပါတီကတော့အဲမထွက်စီချင်ပါဘူးသူတို့ကတော့နှုတ်တော့မနှုတ်ထွက်စီချင်ဘူးအဲဒါပေမဲ့ကျမအနေနဲ့ကလည်းဟိုဒီတိုင်းဆက်နေနေလို့မရတော့တဲ့အချိန်မျိုးတွေရှိတယ် ကိုရဲ့ဒီရှိဆက်ဆက်လုပ်ရမယ့်ဟာဒီ ਨੇ ပတ်သက်ပြီးတော့ကျွန်မဘာမှဆက်လုပ်ခွင့်မရှိတော့ပင်နေကျွန်မဒီတိုင်းရက်ပြီးရက်နာလိုက်ဖို့ကကြာတော့ကျွန်မရန်ကုန်တုတ်ပြီးထိုင်ပြီးတော့နားနေလိုက်ဖို့ကြာတော့ကျွန်မလက်မခံနိုင်ဘူးပေါ့နော်အဲ့ဒါကျွန်မအနေနဲ့ဒီကိုစလေလောင်းနေနဲ့ဝင်ပြိုင်တဲ့နေရာမှာနိုင်နေဖြစ်စေရှုံးနေဖြစ်စေကျွန်မရလက်ကိုကျွန်မရင်ဆိုင်ရဲတယ်လက်ခံမယ်ဒါပေမဲ့ကျွန်မစူးစမ်းရမယ့်ဘိုင်းကိုကျွန်မအကောင်းဆုံးဖြစ်အောင်ကျွန်မစူးစမ်းပိုင်ခွင့်ကိုကျွန်မအကောင်းဆုံးတုံးပြီးတော့ကျွန်မအကောင်းဆုံးတက်နိုင်တယ်လို့ကျွန်မစူးစမ်းကြည့်ချင်တယ်ရှုံးရင်လည်းလက်ခံတယ်ဘာမှမဖြစ်ဘူးကျွန်မ ဒီအနိုင်ဆုံးကကျမပိုင်မဟုတ်ဘူးနော်ကျမပိုင်ကကျမတက်နိုင်ဆုံးကြိုးစားရမယ့်ပိုင်ကကျမပိုင်အဲ့ဒီလိုကြိုးစားပိုင်ခွင့်ကိုကျမဒီလိုကြိုးစားပိုင်ခွင့်မရှိတော့တဲ့နေရာမှာကျမကဆက်ပြီးတော့ဒီတိုင်းငုတ်တုတ်ကြီးထိုင်မနေနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမနှုတ်ဖက်ခဲ့ရတာဖြစ်ပါတယ်ပြီးတော့ဗတ်ဒီနဲ့လည်းတည်တည်ချာချာရွှင်ရွှင်ညိုင်ပြီးတော့ခွင့်ပြုချက်ကြီးကြီးဖြူခွင့်ပြုချက်ရအောင်ကျမအနေနဲ့တည်တည်ချာညိုင်ပြီးတော့မှထွက်ခဲ့ရတာဖြစ်ပါတယ်အဲ့တော့ကင်းပြည်နယ်ကအယူခံခိုင်းလို့အနှုတ်တွေဆိုတဲ့တနေ့နေမဟုတ်ဘူးဟုတ်ပါဘူးအဲ့ဒါကျမကလေ အဲ့ဒီဟာပေါ်မှာကျမတကယ်ဖြည့်ရှင်းချင်တာဘာဖြစ်လို့လဲဆိုတော့ကျမကအဲ့လိုမျိုးအမှန်တရားကကျမကဒီနေရာမှာဝင်ပြိုင်ခိုင်းလို့ဟိုနေရာမှာမပြိုင်ခိုင်းလို့စိတ်ဆိုးပြီးပါတီကထွက်လိုက်တာမျိုးမဟုတ်ဘူးဆိုတာကျမပြောချင်တယ်ကျမအဲ့လိုမျိုးလွယ်လွယ်ကူကူပါတီထဲဝင်ပြီးလွယ်လွယ်ကူကူထွက်ဝင်လိုက်ထွက်လိုက်လုပ်ချင်တဲ့လူသားမျိုးမဟုတ်ဘူးကျမကဘယ်လိုပါတီတွင်းမှာပဲဖြစ်ဖြစ်မဟုတ်ပါတီမှာမှမဟုတ်ပဲအဖွဲ့အစည်းမှာဖြစ်ဖြစ်ကျမကအဲ့လိုအဲ့လိုပြဿနာလေးတွေရင်ဆိုင်ရတယ်အခက်ခဲလေးရှိတယ်ဆိုရင် ကျွန်မလိုတဲ့ကုကုအရှုံးပေးတတ်တဲ့ထင်မှာမပါဘူးဘလို့မျိုးပဲရင်ဆိုင်ရပြဿနာတွေရှိလာပါစေကျွန်မအကောင်းဆုံးဖြေရှင်းပြီးတော့အတူတူရှေ့ဆက်ပြီးအလုပ်လုပ်သွားခြင်းနဲ့လူမျိုးဖြစ်တယ်ဒါကြောင့်မလို့အဲ့လိုမျိုးဟိုကရင်ပြည်နယ်မှာတောပြိုင်ခိုင်းလို့နှုတ်ထွက်လိုက်တယ်ဆိုတဲ့အပေါ်မှာကျွန်မကလုံးဝကျွန်မမကြိုက်ဘူးကျွန်မလက်မခံဘူးအဲ့ဒါဘာဖြစ်လဲဆိုတော့ကျွန်မအဲ့လိုလူစားမျိုးမဟုတ်ကြဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မကတော့ကျွန်မလက်မခံအမှန်တရားမဟုတ်ဘူးအဲ့ဒါအမှန်တရားကကျွန်မနှုတ်မထုံးလို့အစင်ပြေလို့ရတဲ့အခြေအနေမျိုးကျွန်မလက်မခံဘူးဟုတ်ကဲ့အဲ့နှုတ်ထွက်တယ်ဒီလိုရှိနေမှာဒီလိုဖြစ်နေတယ် ဝင်ပြီးတော့ကိုရှိဆက်လုပ်ရမယ့်ဟာကိုဆက်လုပ်ရမယ်ဆိုတာပါတီကကွန်ဖန်တော့မဖြစ်သေးဘူးကောနော်စဉ်းစားနေတော့ဟိုတတိပုဂ္ဂလပြန်ဖို့လဲစဉ်းစားလိုက်ပါသေးရဲ့တတိပုဂ္ဂလပြန်ဖို့အတွက်ကြတော့ကိုကအရှိမတခါမှမပြန်ခဲ့ဘူးလားဖြစ်တဲ့အတွက်ကြောင့် experience မရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့လိုအပ်ချက်တွေကအာအားနည်းချက်တွေကအသာချက်ထပ်ပို့ပြီးတော့များတယ်တတိပုဂ္ဂလတွေကတယောက်တည်းရုံးရမှာဆိုတော့လေအဲ့ဒါကြောင့်မလို့ကျွန်မတတိပုဂ္ဂလပြန်ဖို့ကိုမဆုံးဖြတ်တော့ဘဲနဲ့ ဒီပါတီတခုခုနဲ့ join ပြီးတော့ကျွန်မရှေ့ဆက်လုပ်ချင်တယ်ကျွန်မရဲ့အဲကျွန်မရှေ့ဆက်ပြီးတော့စူးစမ်းချင်တဲ့အခွင့်အရေးကိုကျွန်မဆက်ပြီးတော့လှုပ်ဆောင်သွားမယ်ဆိုပြီးတော့ကျွန်မအဲပါတီအစ်တစ်ခုကျွန်မရွေးလိုက်တယ်ပေါ့နော်ရွေးပြီးတော့ကျွန်မအခုဒီကိုစလေလောင်းတင်ထားတယ်ပေါ့နော်အဲ့တော့လိန်တရာအနောက်ပိုင်းကအဝင်ရွေးခံလို့ကြားတယ်လीဟုတ်ကဲ့ဘီလူးလူတော့ရွေးရွေးခံလို့ကြားတာဟုတ်လားဟုတ်ပါတယ်ကျွန်မဘီလူးလူတော့နိုင်တရာအနောက်ဘက်ကနေပြီးတော့ကိုစလေတင်ထားပါတယ်ကိုစလေလောင်းအဲ့တော့ညဉ့်ညဉ့်ရင်းနဲ့ဖွင့်ထွေးပါတီလို့ကြားထားတယ်အဲ့တော့ဟုတ်လားဟုတ်ပါတယ်အဲ့တော့ဘာကြောင့် ပါတီရဲ့လက်ခံလိုက်တာ။ဒါကဟိုအင်တာဗျူးမှာပါတီကပြောထားတာရှိရယ်။သူတို့ကဒီတိုင်းငလေးကူလက်ခံလိုက်တာမဟုတ်ဘူး။သူတို့ကစစ်တဲ့ဟိုပါတီဝင်တယောက်ဖြစ်ရမယ်။အဲအရေးချင်းနေပြီးလို့ရှိရင်ပြစ်ချက်တွေရှိမရှိညှိစုံတာရှိမရှိနေအကုန်လုံးစစ်ပြီးတော့မှလက်ခံခဲ့ရပါတော့နော်။မိကနှပန်းကမိမနိုင်ငံသားဖြစ်ရမယ်လို့ပြီးရင်ပြစ်မှုတွေနဲ့ကင်းလို့ရမယ်လို့အဲအဲ့ဒီအချက်အချက်တွေအများကြီးရရှိရပါတော့။အဲ့ဒီအချက်တွေနဲ့စစ်စစ်ပြီးမှကျွန်တော်လက်ခံခဲ့ရဖြစ်ပါတယ်။အဲ့တော့ပြည်သူလူထု90လောက်တယောက်အရေးချင်းတွေအောင်ရှိနေပြီလား။ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းရေးချင်းကတော့ကျွန်မဖြစ်ဆွနေတုန်းကဖြစ်တင်းနေတုန်းကဟိုဥပဒေပြုရေးရတယ်ပတ်သက်ပြီးတော့ကျွန်မဆက်ပြီးလေ့လာဖို့ကြံပါသေးတယ်ပြီးတော့ကျွန်မတယောက်တည်းမဟုတ်ဘူးပေါ့နော်အခုဒီတစ်ခေါက်မှဝင်ရွေးပြိုင်မယ်ရေကောက်ပွဲပြည်လွတ်တော်ကိုယ်စားလှယ်လောင်းနေအားလုံးကိုလည်းကျွန်မကဒီကိုယ်စားလှယ်လောင်းတယောက်တည်းရမယ်အရာတွေနဲ့လေ့လာသင့်တဲ့အရာတွေနဲ့သိရှိထားရမယ်ဖြစ်တင်ထားရမယ်အရာတွေကိုကိုယ့်အနေနဲ့တက်နိုင်တဲ့လောက်စူးစမ်းပြီးလေ့လာပြီးဖြစ်တင်ထားဖို့ဖြစ်တင်ကြဖို့ကျွန်မအနေနဲ့အကြံပြုရပေါ့နော်ပြီးတော့ကျွန်မရဲ့တယောက်တည်းအဲစီးပူးဖြစ်တင်တဲ့ တလျှောက်မှာလဲကျမအလင်းတင်းရင်တင်းတယ်လို့မျိုးကိုတယောက်ထဲအတွက်မဟုတ်ပဲနဲ့ကိုပါတီအတွက်တစ်ခုလည်းမဟုတ်ပဲနဲ့ဒီဝင်ပြိုင်နဲ့ကိုစလဲလောင်းထောင်နဲ့ချီပြီးရှိရကိုစလဲလောင်းနဲ့အတွက်အထောက်ကူပြုတ်စေနိုင်မဲ့အတိဒီကိုစလဲလောင်းနဲ့ပတ်သက်တဲ့ဒီ sharing လုပ်ပေးတာမျိုးတွေလဲကျမလုပ်ဖို့စိတ်ကူရှိပါတယ်အဲ့တော့ဒီနိုင်ငံလောက်ကတည်းကဝင်လာတဲ့အချိန်မှာတိုက်ခိုက်မှုတွေဘလို့ပြန်ဘာလို့ပြန်ပြတ်နေလဲမင်းတို့မှတ်ချက်ပါအရေးစုမှာမဟုတ်လားကျမထင်တာကျမကတော့အရေးထူတယ်လို့ကျမထင်ပါတယ်ကျမဒီလောက် အရာတွေပေါ့မှာကျွန်တော်အနေနဲ့တောက်ပြန်တာအရင်နဲ့ပါတယ်မရှိဘူးမတော့ကျွန်တော်တောက်တောက်ပြန်တာမရှိပါဘူးဘယ်ဟာကြည့်ပြီးတော့ရတယ်ဟုတ်ပြီအမှဟိုတိုက်ခိုက်နေတဲ့ပုံမှာအဲပြင်းထန်တယ်ပြန်ပြိုးလိုက်ပဲရှိတယ်လေမရှိပါဘူးဘယ်ဘယ်ဟာကိုပြောရလဲမသိဘူးဟိုတိုင်းတိုင်းပြင်းထန်တယ်ပြောတဲ့အချိန်မှာကအများကြီးလေဟိုတိုင်းတိုင်းအောင်တိုင်းတာလေဆိုလို့ရှိရင်ဟိုပြင်းကနေပြောနေတာရှိတယ်ဟုတ်တယ်အများကြီးလေအများကြီးကဘာပဲဘယ်ဟာမှကျွန်မမတော့ပြန်ခဲ့ဘူးသူကဘယ်ဟာကိုပြောချင်တာတိုက်ရိုက်ပြောလို့ရတယ်ကျောင်းအားနာလေအဲစီဝိုင်းရဲ့ဘက်ကလူတိုက်ခိုက်တယ်ရှိတယ်မလားအော် ဟာအဲ့ဒီမှာကြွားလို့ရှိရင်တော့ဒီနေဦးတော်လိုင်းကြီးကတခုမှလို့နာမည်ကြီးတဲ့အမျိုးသမီးကဒီမှာကိုဟိုကြီးစည်းတွေဂျာစည်းတွေရောင်းပါတယ်ဆိုပြီးတော့မဟုတ်မှန်ဆွဆဲပြောဆိုတဲ့ပုံမှာလူတွေကထင်အောင်ထင်မှန်းနဲ့အမှန်တကယ်လိုမျိုးထင်လာကြတာတွေရှိတယ်အမှန်တကယ်ပုံစံမျိုးနဲ့ပြောဆိုလာကြတာတွေရှိတယ်တကယ်ကလေဒီမှာဒီနေ့ဒီချိန်ထိလိုင်းပေါ်မှာဘာဖြစ်စီတခုမှဒီမှာမရောဖူးသေးပါဘူးအခုချိန်ထိ online စီးပွားရေးလည်းကျွန်မပါမှမလုပ်ခဲ့ဘူးလေပါဘူးဒီပစ္စည်းရောင်းတဲ့ဟာပေါ့နော်ဈေးရောင်းတာကျွန်မဒီ chain တွေပါပစ္စည်းတခုမှကျွန်မမရောင်းခဲ့ဘူးပေါ့နော်ပြီးတော့ကျွန်မအနေနဲ့ဒီအဲကြောင်ညာကြောင်ညာပြခဲ့တာမျိုးပဲရှိရဲကျွန်မကြောင်ညာပြခဲ့တဲ့ဒီအမျိုးသားအတူစီဆိုနှမျိုးရှိရဲနှမျိုးပဲရှိရဲတမျိုးကအင်္ဂလိပ်အမျိုးသားအတူစီရဲတမျိုးကမြန်မာတိုင်းစေအမျိုးသားအတူစီအဲအင်္ဂလိပ်အမျိုးသားအတူစီလည်းကြာတော့ top row top row ကအရင်ကဆိုရင်ကြော်ရင်အောင်နဲ့မိုဟိကုံနဲ့ကြောင်ညာပါဘောနော်ကျွန်မတို့ငငယ်ကလေးအဲ့ဒါအဲ့ဒီကြောင်ညာကျွန်မတို့ငငယ်ကလေးက အဲ့ဒီဟာကိုပဲကျမကလည်းဒီ knowledge sharing လုပ်ပေးတဲ့ဟာနဲ့ပဲဒီ top broker တောင်းဝရှိတဲ့လူတွေဆရာဝန်တွေနဲ့ပူးပေါင်းပြီးကျမကဒီတော်ညောင်းလိုက်ခဲ့ရဖြစ်တယ်ပြီးတော့ဒီအမျိုးသားဒီမြန်မာတိုင်းရင်းဆေးဆိုလို့ရှိရင်လည်းနိုင်ငံတော်ကနေပြီးတော့တရားဝင်ဖြစ်ဖြစ် လည်းညီမတိုင်းရင်စီဝါနဲ့ဒီ top row နဲ့ပဲကျွန်မကြောင်ရပေးခဲ့ဖူးတာပဲရှိပါတယ်ကျွန်တော်ဘာစီဝါမှာကျွန်မရောင်းခဲ့ဖူးတာလည်းမရှိပါဘူးအဲ့ဒါကိုလူတွေသိအောင်ကျွန်မပြောချင်ပါတယ်ပြီးတော့ကျွန်မအရင်ကလုပ်ခဲ့တဲ့ဗီဒီယိုတွေကိုကြည့်လို့ရှိရင်ကျွန်မအခု YouTube မှာရှိပါတယ်အခုသွားကြည့်လို့လည်းရတယ်ကြည့်လိုက်လို့ရှိရင်ကျွန်မဘာကိုရည်ရွယ်ပြီးတော့ပြောနေလဲဆိုတာကိုထမင်းစားတဲ့လူတိုင်းနားလည်ပါတယ်ကျမညဉ့်ညံ့တဲ့စကားလုံးတွေနဲ့ရိုင်းစားရုံကလည်းစကားလုံးတွေနဲ့ကျမသုံးပြီးတော့တစ်ခုမှမပြောခဲ့ပါဘူး။ကျမ အရင်ကျေးဇူးဖြစ်မဲ့စကလုံးတွေရွေးပြီးတော့ထုံနှုတ်ပြီးတော့လူတွေနားထဲကိုနားထောင်နိုင်လောက်တဲ့အုံနှုံးတွေတိမ်မွေ့ရင်ကြည့်တဲ့အုံနှုံးတွေတုံးပြီးကျမအတက်နိုင်ဆုံးဒီအကြောင်းအရာကိုကျမရှင်းလင်းလုပ်ပေးခဲ့တာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ပြီးတော့ကျမအဲ့ဒီဗီဒီယိုကျမလုပ်ခဲ့တဲ့ဗီဒီယိုတွေအားလုံးကလည်းကျမမလုံမချုံဝတ်ထားတာလည်းတစ်ခုမှမရှိဘူးဟိုတရုတ်ပြက်လုတ်ပြတာလည်းဘာတစ်ခုမှမရှိခဲ့ဘူးပေါ့နော်ကျမကဒီ information တတိအချက်အလက်ကိုပဲကျမကဒီအသိပညာပေးတဲ့ရည်ရွယ်ချက်နဲ့ပဲကျမလုတ်ခဲ့တယ်ဆိုတော့ကြောက်ကြည့်လိုက်လို့ရှိရင်ထမင်းစားတဲ့လူတိုင်းကလည်းကူကူသဘောပေါက်နိုင်နိုင်ပါတယ်အဲ့ဒီအပေါ်ကို အဲ့ဒီအပေါ်ကဟိုတခြားအတိတ်ပဲတမျိုးပေါက်အောင်ဆွတ်ဆွဲပြောဆိုနေကြတာဘူးတော့ကျွန်မတကယ်အံ့ဩရပါတယ်အဲ့တော့ရေကောင်းကောင်းရှင်းဘီလူးလို့တော့ပြောကြတယ်ဒီမှာပြလိုက်ကြညာတော့တို့ဘယ်နေ့ဇင်းရင်ထုတ်ပြန်မလဲမသိဘူး၄ရက်နေ့လို့လည်းကြားတယ်၁၂ရက်နေ့လို့လည်းကြားတယ်ဟုတ်ကဲ့အဲ့တော့တကယ်လို့ကန့်ကွက်ခဲ့မယ်ဆိုရင်ဘာဆက်လို့ကန့်ကွက်ခဲ့လို့ရှိရင်အဲကန့်ကွက်ဖို့အကြောင်းလည်းမရှိပါဘူး ုတန်ကွက်ခက်တီရှိတော့တန်ကွက်ခက်တယ်ရှိရဆိုလို့ရှိရင်ကိုဟာကိုပြန်ပေါင်းမပြန်ပေါင်းရနေပြီးတော့ကိုဖိရမယ်အဲဒီတိကျနေတဲ့ဒီကနေဟိုဥပဒေပြင်းနေတဲ့ဆိုင်ကနေကျွန်မအားလုံးအကောင်းဆုံးပြင်ဆင်ထားတာဖြစ်ပါတယ်။ဘာကြောင့်နိုင်ငံရေးနည်းလမ်းကိုကြွေးချယ်လဲ။နိုင်ငံရေးနည်းလမ်း နိုင်ငံရင်းနှီးလမ်းမှာမှအမ်မန်ကန်နဲ့နိုင်ငံရင်းနှီးလမ်းဖြစ်ဖို့လိုတယ်ပြီးတော့ရင်းကျက်တဲ့နိုင်ငံရင်းနှီးလမ်းဖြစ်ဖို့လိုတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ဒီလိုပဲငါးနှစ်တကြိမ်ဆယ်နှစ်တကြိမ်အရှိုံနေနေသွားလိုက်အနောက်ကိုပြန်ပြီးတော့လဲပြို့လိုက်အဲ့လိုမျိုးပဲကျွန်တော်တို့နိုင်ငံလဲနေမှာဖြစ်ပါတယ်အဲ့ကြောင့်မလို့ဒီတစ်ခေါက်မှာကျွန်တော်ပြောချင်တာကအရင်ကျွန်တော်တို့အခုစူးစမ်းနေတဲ့ဒီဒီမိုကရေစီနိုင်ငံရေးပေါ့နော်ဒီမိုကရေစီလမ်းစဉ်မြင်ပါတယ် ဲဒါကြောင့်မို့လို့ဒီလိုကြောက်ရှုံးသွားပြီးဖြစ်တဲ့အချိန်တွေဆုံးရှုံးမှုတွေကိုဒီအင်ဆိုင်ရရတဲ့အချိန်တွေမှာကျမတို့ကဒီအရှုံးတိုင်းဆက်သွားမလားဒီအရှုံးကိုဒီလောက်နဲ့ရက်မလားပေါ့နော်ရှုံးမှာကိုသိနေပြီ။ဒါကြောင့်ရှုံးလဲဆိုတာလည်းသိတယ်။မငင်းကျက်တဲ့နိုင်ငံရေးနီလန်းနဲ့လှုပ်ဆောင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကြောက်ရှုံးခဲ့တာဖြစ်တယ်။အဲ့ဒီဟာကမှအရှုံးကိုသိပြီးတော့ဒီအရှုံးကိုလက်ခံလက်ခံနိုင်ရမယ်။အရှုံးကိုလက်မခံဘဲနဲ့ဒီတိုင်းရှုံးလဲရှုံးနေပြီရှုံးမှကိုလက်မခံနိုင်ဘူးဒီရှုံးမှုပဲဆက်သွားနေမယ်ဆိုရင်တော့ဟိုစဉ်းစားကြည့်ရပေါ့နော်ဘာဘယ်လိုလုပ်လို့ဆိုရင်တို့

ခုလိုကြောက်ပါလားနိုင်ငံဒီမိုကရေစီနိုင်ငံရေးလိုင်းတွေတော့တော့ကိုဒီတိုင်းရှေ့ဆက်မသွားပဲနဲ့ကြောက်ရှုံးမှုတွေနဲ့ပဲထွေးပိုက်ပြီးတော့ဆက်ပြီးအချိန်ကုန်နေမဲ့အစားကျမတို့မန်ကန်နဲ့နီလန်းနဲ့ဒီမိုကရေစီလမ်းစဉ်ကိုနောက်တစ်ချိန်ထပ်ပြီးတော့ကြိုးစားကြည့်ချင်ပါတယ်။မတူညီတဲ့နီလန်းနဲ့နောက်တစ်ချိန်ထပ်ပြီးတော့ one more time ပေါ့နော်။ကြိုးစားကြည့်ဖို့ဒီဒီတယောက်ချင်းစီအကုန်လုံးကိုကျမတိုက်တွန်းပါတယ်။ ဆိုဆိုမကစမ်းကြောင်းရွေးခံတနေ့ဖြစ်နေတယ်နော်ဟုတ်တယ်ဘာလို့ကြည့်တော့ဒါကတော့ဒါတော့ပြောလို့ရှိရင်အခက်ခဲတာရှိနောက်ဆက်နေတဲ့ကအတူတူလေးတစ်ခုပေါ့နော်ဒါပေမဲ့ကျွန်မဒီကိုယ်စားလှယ်တောင်းဝင်တိုင်ဖို့ကိစ္စအရေးကိုကျွန်မလှုပ်ဆောင်တဲ့နေရာမှာအခက်ခဲတာရှိနောက်ဆက်တယ်လူတွေမသိတဲ့အရာတွေကအဲ့ဒီတစ်ခုလည်းမဟုတ်ဘူးပေါ့နော်အဲကြောင့်မလို့ကျွန်မအဲ့ဒီတေးလေးတို့အခြေတွင်းတော့ကျွန်မမရှင်းပြချင်တော့ပါဘူးဒီဟာဒါပေမဲ့ဘာဖြစ်ဖြစ်ကျွန်မအခုကနောက်ဆက်တာရှိအားလုံးတို့ဖြတ်ပြီးတော့ကျွန်မအခုဆိုရင်ဒီလိုလို့တော်ရဲ့ကိုယ်စားလှယ်တောင်းတယောက်ဖြစ်ပါတယ်အဲ့တော့ကိုကိုဘယ်လိုယုံကြည်လဲလူတွေကကိုကိုဘာကြောင့်မဲထည့်ရမလဲ ျမကခေတ်ပညာတက်လူငယ်တယောက်ဖြစ်ပါတယ်။ဒီတော့ကျမအနေနဲ့နားနေတာဆိုရင်တော့နိုင်ငံရေးနိုင်ငံအရေးဆိုတာရှေ့ဟောင်းနောက်ဖြစ်တဲ့ကိုပဲစမြုပ်ပြန်ရုံလောက်ကိုနိုင်ငံရေးလို့မခေါ်ဘူးလို့ကျမတယောက်ထဲမြင်ပါတော့။ဒါကကျမတယောက်ထဲမြင်ပါ။ပြီးတော့နိုင်ငံရေးလုပ်တဲ့နေရာမှာနိုင်ငံအရေးမှာအရေးပေါင်းများစွာရှိတယ်။အဲ့ဒါကိုဒီရှေ့ဟောင်းနောက်ဖြစ်တဲ့တခုတည်းတော်တက်ရုံလုံးနဲ့နိုင်ငံရေးလုပ်လို့မရဘူးပြီးတော့အဲဒီနိုင်ငံရေးဒီရှေ့ဟောင်းနောက်ဖြစ်တဲ့နားမလည်ပဲနဲ့စီးပွားရေးပဲလုပ်တတ်တဲ့လူတွေကလည်း အဆင်မပြေဘူးအဲ့ဒါကြောင့်မို့လို့ဒီစစ်ကောင်တော့ဖြစ်နေတယ်ပြီးတော့စီးပွားရေးအမြင်ဖြစ်ဘူးစီးပွားရေးလုံးမတက်ဘူးစီးပွားရေးနားတောင်းနားနေတယ်ဆိုလို့ရှိရင်လည်းအဆင်မပြေဘူးပေါ့နော်နိုင်ငံရဲ့တိုးတက်စီးပွားရေးကိုစီမံတိုင်းပြည်ရဲ့အရေးကိုစီမံတဲ့လူတယောက်ကစီးပွားရေးအမြင်ငွေလေးမှဖြစ်တယ်ဆိုပြီးတော့ပြီးတော့ဒီစီးပွားရေးတမားလည်းနိုင်ငံရေးလောက်တဲ့အချိန်မှာအရင်ကတည်းကတော့စီးရေးအမြင်ရှိရမယ်လို့ပြောတယ်ကြောက်ပဲနော်ဟုတ်အဲ့ဒါလည်းရှိရမှာအဲ့ဒါလည်းရှိရမှာပေါ့ဒီ တမျိုးတည်းတည်းသိပြီးတော့ဟိုတခြားလူကပြောနိုင်ငံရေးမှာတော့ဆရာတို့ယူတယ်လို့ပြောအဲကျွန်တော်လည်းတမီးမဲ့တယ်နိုင်ငံရေးနိုင်ငံရေးဆိုတော့ပြောရတယ်ဆရာတို့ကပြောလို့ဖြာပုံတွင်ကြံဖို့လွတ်တော်ကိုယ်စားလှယ်လောင်းများကခိုးကြောင်ခိုးဝက်မဲဆွယ်စည်းရုံးမှုစတင်နေ။အရာသူမြဒီတိုင်းဖြာပုံမျိုးနယ်တွင်ကြံဖို့လွတ်တော်ကိုယ်စားလှယ်လောင်းများကခိုးကြောင်ခိုးဝက်မဲဆွယ်စည်းရုံးမှုစတင်နေကြောင်းဒေသပြည်သူများထံမှသိရှိရသည့်ဖြာပုံမျိုးနယ်တွင် ကြံဖို့ပါတီ၏ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ဆူဆူရီကလည်းကောင်း အမျိုးသားလွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ရှိနေခိုင်ဝင်းအောင်အမျိုးသားလွတ်တော်ဖွလွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ရှိနေစဉ်ပပောက်ဦးကြံဖုတ်ပါတီဤဖျာပုံမျိုးနယ်ဥက္ကဋ္ဌလည်းဖြစ်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ကျော်ကျော်ခွကျော်မျိုးတင်တိုင်းဒေသကြီးလွတ်တော်ဖွလွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်အေးပိုင်တို့ကဆောင်ရွက်ကြမည်ဖြစ်ကြောင်းအဆိုပါလွတ်တော်ကိုယ်စားလှယ်လောင်းများကပါတီဝင်များနှင့်တွေ့ဆုံပွဲဟုအမိတက်ကပြည်သူများကိုအတင်းကျပ်ဆင့်ခေါ်ပြီးမဲဆွယ်စည်းရုံးမှုများစတင်နေကြောင်းသိရှိရသည် ပြည်ခိုင်ဖြိုးပါတီဝင်တွေ့ဆုံပွဲဆိုပြီးကြေးရွာတွေကပြည်သူတွေကိုအုပ်ကြီးတွေနဲ့ရာအိမ်မှုတွေကဆင့်ခေါ်ပါတယ်ပြီးတော့အတင်းအကျပ်ပွဲတက်ခိုင်းတဲ့အဲ့ဒီမှာအမတ်လောင်းတွေဆိုပြီးမိတ်ဆက်တဲ့မဲထဲကြပါဆိုပြီးစီယုံနဲ့သူတို့ကိုမဲထဲရင်ဒီအခြေအနေကကြော်လွန်နိုင်မယ်ဒီစစ်အာဏာသိမ်းတာကိုကြော်လွားပေးနိုင်တာပြည်ခိုင်ဖြိုးပါတီပဲရှိတယ်ဆိုပြီးစီယုံပါတယ်ဟုဖြာပုံမျိုးမှဒေတာပြည်သူတအူးကပြောဆိုသည် ထို့သို့မဲဆွယ်စည်းရုံး၏တရားဝင်မစတင်မီကြံ့ဖို့ပါတီဝင်ခတ်အပ်လွာ PF ပွဲများစကားတူးမြလိုက်များနှင့်ပါတီဝင်များတွဲဆောင်ပွဲဟုအမိတက်ပြီးဖြာပုံမျိုးနှင့်တဝန်တွင်ကြံ့ဖို့ပါတီကမဲထဲကြရန်နှင့်ပါတီကိုထောက်ခံကြရန်လိုက်လံစည်းရုံးလျက်ရှိသည့်အပြင် electronic မဲပေးစနစ်လေ့ကျင့်ရေးများတွင်လည်းကြံ့ဖို့ပါတီကတက်ရောက်ကမဲပေးရန်စည်းရုံးမှုများလည်းရှိနေကြောင်းသိရှိရသည် ထို့ပြင်စစ်တပ်နှင့်ကြံဖို့ပါတီဝင်များကဖျာပုံမျိုးနဲ့တွင်ပူးပေါင်းဆောင်ရွက်၍အုပ်ချုပ်ရေးလုံခြုံရေးနှင့်စီမံခန့်ခွဲရေးလုပ်ငန်းများကိုပူးတွဲလှုပ်ဆောင်နိုင်ငံအရေးနိုင်ငံအရေးကိုဘယ်ဟာလို့တတ်မှတ်ပြီးပါဘူးဆရာတို့ဆိုလို့တတ်မှတ်တာလဲဆိုပြီးတော့ကျွန်မပြန်မိလိုက်တာအဲ့လိုပါတော့ကျွန်မအနေနဲ့ကတော့ဒီနိုင်ငံရဲ့အရေးတိုင်းပြည်အရေးကိုစီမံကိုင်တွင်နိုင်တဲ့လူတစ်ယောက်ကတော်ရုံတိုင်ရုံရေးချင်းနေတော့မိ မရဘူးကျွန်တော်တော့မြင်နေပေါ့နော်ဒီစီရေးရောစီးပွားရေးရောအရေးများစွာကိုစီမံဆောင်ရွက်နိုင်တဲ့အရေးချင်းရှိဖို့လိုတယ်လို့ကျွန်မမြင်ပါတယ်ဟုတ်ကဲ့အဲ့တော့ပြည်သူလွတ်တော်ကိုယ်စီရောက်ဖြစ်သွားပြီပေါ့နော်ဖြစ်သွားလို့ကိုယ်ကလွတ်တော်ရောက်ပြီဘာလို့မလို့လွတ်တော်ထဲရောက်လို့ရှိရင်ကျွန်တော်တို့ကခေပညာတက်လူငယ်ဖြစ်တယ်ပြီးတော့စီးပွားရေးအမြင်လည်းရှိရဲအဲ့ဒီအတွက်ကြောင့်မလို့ပြောရလို့လက်ရှိပါစီးပွားရေးလုပ်နေလက်ရှိမှာတော့ဒီအဲကျွန်မ private အဲ့အဲ့အလောက်အကြောင်းကျွန်မဟိုဟိုလေပြည်သူကတည်ဖို့လိုတယ်ကိုယ်ကိုမဲတယ်မဲ့ပြည်သူကတည်ဖို့လိုတယ် အဲ့တော့ background ဖြစ်တည်ဖို့လို့လေအာဟုတ်ကဲ့အဲ့ဆိုလို့ရှိရင်ကျွန်မကအဲ2020တုန်းကတော့ကျွန်မလာတာမှာတရုတ်စာတောက်ဆိုင်ဖွင့်နေပေါ့နော်ဟိုအစဆုံးကိုယ့်ကိုတယောက်ထဲ run တာအဲ့ဒီတော့အသက်22နှစ်ပေါ့နော်ဒီတော့တမျိုးရှိသေးတယ်ကျွန်မအသက်22နှစ်ဆိုပေမဲ့အဲ့ဒီအချိန်မှာကျွန်မကဂျုံလေးဖြတ်တန်လာရတာတွေအလူတွေမသိတဲ့အရာတွေအများကြီးရှိရယ်ပြီးတော့အဲ့ဒီပုံမှာမှပြောတာတွေလည်းတွေ့ရပါပြောတာတွေ့လဲဆိုတော့အသက်22နှစ်မှာတဲ့ဒီ sexual content blog တွေလုပ်တော့တဲ့ဟိုအသက်22နှစ်ဆိုတဲ့အပြင် critical thinking တော့မရှိသေးရယ်မိန်းကလေးတယောက်ကပေါ့နော်ဒီအရာတွေလုပ်တယ်ဆိုတဲ့ပုံမှာဝေဖန်တာတွေတွေ့တယ် critical thinking ရှိတယ်မရှိဘူးဆိုတာအတက်ရွယ်နဲ့ကြည့်ပြီးတော့သုံးဖက်ရမယ်လို့ဘယ်သူကပြောလိုက်ကြလဲပေါ့နော်။ဟိုအတက်ကြည့်ပြီးတော့မှ critical thinking မရှိတဲ့လူတွေကအများကြီးပဲပေါ့နော်။ဒီလူတယောက်ကသူဘာတွေဖက်တန်ခဲ့လဲ၊ဘာတွေတင်ယူလေ့လာခဲ့လဲဆိုတော့ဟိုတိတိချာချာမသိဘဲနဲ့အပေါ်ယံလောက်နဲ့လူတယောက်ကအတက်ရွယ်ပိုင်းခြားကြည့်ပြီးတော့အဲ့လိုသုံးဖက်တာကိုကျွန်တော်တို့ကလုံးဝလက်မခံဘူးပေါ့နော်။အဲ့လိုပြောတဲ့လူတွေလည်းဘယ်သူတွေလဲကြည့်လိုက်လို့ရှင်လုံးဝဟိုဒေါက်တာဘွဲတွေပါညာရထားတဲ့လူတွေဖြစ်နေတယ်။အဲ့လိုပေါ့နော်။ပြီးတော့ဟိုကျမရေလောက်ခဲ့တဲ့ဒီစီးပွားရေးနဲ့ပတ်သက်ပြီးတော့ကြာတော့ဒီအဲ့ဒီတော့ကကျမ ဆောင်းလောက်ဆိုင်ဖွင့်တာဆိုရင်ကုန်မှာဆိုလို့ရှိရင်ဒီတရုတ်စတိုင်နဲ့ဖွင့်တာသုံးဆိုင်မြောက်ပေါ့နော်ကျမကျမက၃ဆိုင်မြောက်ပေါ့အများကြီးမရှိဘူးဒီလိုလူငယ်တွေကြိုက်တဲ့အပြင်စင်တွေနဲ့ဖွင့်နေဆိုတာပြည်ကျမအဲ့ဒီတော့ဟိုတသိန်းနဲ့ရေခဲမဟုတ်လေကျမရောင်းလိုက်ပါသေးတယ်အဲ့မှာကျမရောင်းခဲ့တသိန်းနဲ့ရေခဲမဟုတ်ဒီနေ့ဒီချိန်ထိထက်ရောင်းလဲလို့လည်းမရှိဘူးမြန်မာမှာကျမတယောက်ပဲရောင်းလဲအဲ့တသိန်းနဲ့ရေခဲမဟုတ်ဘယ်တကုန်းတည်းဆိုတော့ဟုတ်တယ်တသိန်းနဲ့ရေခဲပေါ့အဲ့လာစားတဲ့ကစတမာတွေကဆိုလိုက်ဖလို့မိစားတာ အဲ့ဒီတော့ကဒီ social media internet ကအရင်ခင်မစားသေးဘူးသူကဒီ covid ဖြစ်သွားပြီးရော covid တွေအကုန်လုံးပြီးသွားပြီးနောက်ပိုင်းမှာဟို blogger တွေလည်းများလာပြီးတော့အဲ့လို blog တွေလည်းအများကြီးလုံးလာကြတယ်အဲ့ဒီတော့ဆိုလို့ရှိရင်တိတ်ပြီးတော့ခင်မစားသေးဘူးနော်အဲ့အဲ့ဒီအချိန်မှာကတည်းကဒီဒီကိမောက်လာစားတဲ့လူတွေဆိုတော့ live လွှင့်ပြီးတော့စားကြတယ်အုပ်စုလိုက်အဲ့အဲ့လိုမျိုးတွေရှိတယ်။အဲသူများမတွေမလုပ်တဲ့အရာတွေပဲကျမအဲ့လိုလုပ်ရတာကြိုက်တယ်ပေါ့နော်။ဒီကိမောက်ဆိုလည်းသူများမရောက်သေးတဲ့တသိန်းညာရေကိမောက်ကျမရောင်းတယ်။အဲပြီးတော့ဒီ blog လုပ်တသိန်းညာရေကိမောက်ဘယ်နှစ်မြောက်ကြာပြောကြတော့ အဲအချာကြီးခံတယ်မဆမ်းမကုန်တဲ့လူတွေဆိုလို့ရှိရင်ပါစီတော့ပြန်ထုတ်ပါသေးတယ်ဟုတ်ပါဟုတ်တယ်အဲ့လိုပြီးတော့ဒီကျွန်မ vlog လုပ်တယ်ဆိုလို့ရှိရင်လည်းလူတွေမလုပ်တဲ့အရာပဲကျွန်မလုပ်ရတာကြိုက်တယ်ပြီးတော့ကိုကကိုလုပ်ချင်တာကိုလုပ်ကျွန်မတခုပြောချင်တာဒါအရေးကြီးတယ်ကိုလုပ်ချင်တာကိုလူတိုင်းကကိုလုပ်ချင်တာပဲကိုလုပ်ကြတာကိုရဲ့ interest ကဘာပေါ်မူတည်ပြီးတော့ပဲလုပ်ကြတာဒါပေမဲ့တခုပြန်ပြီးသတိထားရမှာကကိုလုပ်ချင်လုပ်လိုက်တဲ့အရာတခုကတခြားလူတွေပေါ်မှာဆိုးကျိုးရှိနိုင်လားကောင်းကျိုးရှိနိုင်လားအဲ့ဒီပုံမှာပြန်ပြီးတော့ ုံးတက်ရမယ်ပြန်ပြီးတတိထားရမယ်ကိုလုံးရှင်လုံးလုံးလိုက်တဲ့အရာတစ်ခုကတခြားလူတွေကိုထိခိုက်လို့မရအောင်အဲ့ဒီတစ်ချက်ကအရင်အရေးကြီးတယ်ဒါကလူတစ်ယောက်ချင်းစီတိုင်းအတွက်အရေးကြီးတယ်ပြီးလို့ရှိရင်နိုင်ငံရေးလောက်တဲ့လူတွေဆိုပုံပြီးအရေးကြီးတယ်ကိုကိုကောင်းတဲ့ရှင်လုံးလုံးလိုက်တာပဲကိုလုံးရှင်လုံးလုံးလိုက်တာပဲဒါပေမဲ့အများအပေါ်မှာတက်ရောက်မှုတွေအများကြီးအကြီးကြီးရှိရယ်နိုင်ငံကောင်းဆောင်တွေဆိုပို့ဆိုးတယ်သူတို့ရဲ့ဆုံးဖြတ်ချက်တစ်ခု မာယွင်းသွားတာနဲ့တနိုင်ငံလုံးကပြည်သူတွေကအဲ့ဒါကိုခံစားရမှာဖြစ်တယ် ဲ့ဒါကြောင့်မို့လို့ကိုကြိုက်လို့လုပ်တယ်ကိုလုံချင်လို့လုပ်တယ်ဆိုတဲ့အပေါ်မှာအများအတွက်တခြားလူတို့အတွက်ထိခိုက်မှုရှိလားဘယ်လောက်တိုင်းတာထိရှိနိုင်လဲဆိုတာကိုပြန်ပြီးအမြဲတမ်းစမ်းစစ်နေဖို့လိုတယ်အဲ့ဒါကိုမစမ်းစစ်ဘူးဆိုရင်တော့အဲ့လိုနိုင်ငံကောင်းဆောင်နေတဲ့မှာအဲ့လိုအတွေးခေါ်မျိုးရှိတဲ့လူဆိုရင်တော့တိုင်းပြည်တော့ဆုတ်ပြတ်မှာပဲအဲ့လိုပေါ့နော်အဲ့တော့ကျမကတော့အဲ့ဒီဟာကိုအမြဲတမ်းကိုလှုပ်ချင်လို့လှုပ်တယ်ဆိုတဲ့ပုံဘယ်သူမှမလှုပ်တာကိုလှုပ်ရတာကြိုက်တယ်။ဒါပေမဲ့ကိုလှုပ်ချင်လို့လှုပ်တဲ့ပုံမှာကျမအမြဲတမ်းတတိကပ်ပြီးရနေတဲ့လူတစ်ယောက်ဖြစ်နေပေါ့နော်။ ဟုတ်ပြီအဲ့တော့လွတ်တော်ရောက်ဘာလို့မလုပ်ဘူးလွတ်တော်ထမ်းရောက်လို့ရှိရင်အဲတကယ်အတိုင်းပြည်မှာလိုအပ်နေတဲ့တိုးတက်ပြောင်းလဲမှုတွေငင်းချမ်းရေးနဲ့ပတ်သက်တာတွေရောဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်တာတွေရောနဲ့ပတ်သက်ပြီးတော့အစိုးပြုတင်သွင်းတာတွေလုပ်ရမယ်ပြီးတော့ဒီပြန်လည်မော့ခွင့်ပြုတယ်ခွင့်မပြုဘူးကန့်ကွက်တယ်ဒီအဲ့လူတွေကိုဒါတိတိအောင်လုပ်ဖို့လိုတယ်လူတွေကမဲတာပေးရမှာသူတို့မဲပေးမဲပေးရမယ်လူကလွတ်တော်ထဲမှာဘာလို့လုပ်လဲဆိုတော့သူတို့မသိဘူးအဲ့လိုမျိုးမဖြစ်သင့်ဘူးပေါ့နော် တို့မဲပေးရမယ့်လူကလွတ်တော်ထဲမှာဘာလုပ်တယ်လုံးမလဲပြီးရင်အဲ့ဒီတို့ကိုစားပြုတဲ့ data အတွက်ပြီးတော့နိုင်ငံအတွက်ဘလို့အကျိုးပြုစေမယ့်လူတယောက်ဖြစ်မလဲအဲ့ဒီသူတို့လောက်ရမယ့်လွတ်တော်ထဲမှာလွတ်တော်အမတ်တွေလောက်ရမယ့်အရာတွေကိုသိပြီးတော့ကြမှာဒီလူကအဲ့ဒီအလုပ်တွေလုပ်ဖို့အရေးချင်းမီလားမမီဘူးလားဆိုတာကိုပြည်သူတွေကတုံ့တက်လို့ရမယ်ရွေးချယ်ဆုံးဖြတ်လို့ရမယ်ပေါ့နော်အဲ့ဒီအချိန်ကြမှာသူတို့သူတို့သဘောကျတယ်သူတို့ယုံကြည်မှုရှိတဲ့လူကိုသူတို့မဲပေးနိုင်မှာဖြစ်တယ်ဒါအခုကျွန်မကြည့်ရတဲ့လောက်ကတော့လွတ်တော်အမတ်တွေကနိုင်မလို့ရှိရင်ဟိုဟာလုပ်ပေးမယ်ဒီဟာလုပ်ပေးမယ်ပြောပြီးတော့လေနိုင်မလို့ရှိရင်လည်းတယောက်မှလည်းပြန်လဲကြည့်တာမဟုတ်ဘူးဆိုပြီးတော့ပြောကြတယ် ဲ့လိုစိတ်သားရောဘာလုပ်ရမလဲနိုင်သားရမှာတိုးတက်ပြောင်းလဲနိုင်သားရကကြတော့ဒီစက်ယုံတွေများတယ်ပြီးတော့ဒီစက်ယုံဝန်ထမ်းတွေများတယ်ပေါ့နော်အဲ့ဒီဘက်မှာဆိုလို့ရှိရင်တော့အဲ့ဒီဘက်မှာမှမဟုတ်ပါဘူးကျွန်မကဒီရန်ကုန်တစ်ခုလုံးရန်ကုန်တစ်ခုလုံးလည်းမဟုတ်ဘူးနိုင်ငံနိုင်ငံလုံးကရှိရဲလူလန်းသားမျိုးစုံပေါ့နော်လူလန်းသားပေါင်းစုံအတွက်အားလုံးအဆင်ပြေပြေနဲ့ရှင်းတန်းနိုင်အောင် ဟိုအရန်ကြီးဝန်တော့ဝန်ဘိုးတွေမရှိပဲနဲ့အပူပြင်းများစွာနဲ့ရှင်တန်ရတာမျိုးမဟုတ်ပဲနဲ့အရွယ်ရောက်လာပြီလို့ရှိရင်အလုပ်တွေတစ်ခုရှိအောင်နဲ့ဟိုပေါ့ပေါ့ပပပေါ့ကိုရှင်တန်လှလှပပလေးရှင်တန်ဖြတ်တန်းနိုင်အောင်ဆိုတော့ရွယ်ချက်ပေါ့နော်ဒါကျမရဲ့အခြေခံရွယ်ချက်ပေါ့ငင်းငင်းချမ်းချမ်းနဲ့ပြီးရင်ဟိုဘုံကလောကကြီးကိုလူတွေကတနည်းချင်တေးရမှာပဲလေမတေးခင်အချိန်တွင်းမှာဟိုငွေအတွက်နဲ့စားဖို့နေရေးအတွက်နဲ့အဲစီးရင်ပြင်မှန်းစွာရုံးကံပြီးအသက်ရှင်ပြီးတော့တနည်းကြတော့တေးဝါရတယ်ဆိုတာဆိုတာမျိုးကျမရဲ့နိုင်ငံသားတွေကိုအဲ့လိုအဲမဖြစ်စေချင်ဘူးပေါ့နော်အဲ့ဒါမတေးခင် တနေ့တရားမှာပဲအတူတူမသိခင်မှာတော့စာဝတ်နေရေးအတွက်ကိုအရင်ကြီးဝန်တော့ဝန်ပုံမဖြစ်ပဲနဲ့တတတတတတနဲ့အလုပ်လေးလုပ်ပြီးရောလလပပလေးနဲ့ပြပြရှင်ရှင်အေးအေးချမ်းချမ်းလေးရှင်းတန်းစီချင်တယ်အဲ့တော့မင်းစနေရှင်ညပါတီဦးမထင်မှာလားဝီချောင်းမထင်မှာကျွန်မကပြည်သူ့လွတ်တော် FPTP FPTP ဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုဟိုဟိုကလူပဲကြည့်ပြီးတော့ထည့်ရမှာပေါ့နော်နာမည်ရေးရမှာဟို PR စနစ်တွေပဲနာမည်မထည့်တာလीဒီ ဒီကုနာမည် FPTP အကုန်လုံးကကုနာမည်နဲ့ထုတ်ပြီးတော့သုံးလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့နာမည်ကိုကြည့်ပြီးတော့မဲပေးရမှာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်အနေနဲ့ပြောချင်တာအဲပါတီကိုမကြည့်နဲ့လူကိုကြည့်စေချင်တယ်။ကျွန်တော်တို့အရင်တုန်းကအဲလောက်ခဲ့ပါတီကိုနာမည်မသိနေတဲ့ဘယ်လိုလုပ်မဲထင်မလဲ။ဒါကတော့ပါတီနာမည်ကသိမှာပဲလေ။သိတယ်လေ။တိတယ်ဒါပေမဲ့ကျွန်မပြောချင်တာကအရင်ကလူမျိုးပါတီဟိုလေဟိုကျုပ်ကဒေတာကိုကူစားပြုတာဘယ်သူမှလည်းမသိဘူးပါတီကိုကြည့်ပြီးတော့ဒီပါတီပဲချစ်လိုက်အကုန်လုံးချစ်လိုက် ပါတီကိုပဲမဲပြီးတော့အကုန်လုံးအုံပြီးတော့မဲပေးကြတာမျိုးကအဲမကောင်းဘူးလို့ကျမတော့မြင်တယ်လူတယောက်ချင်းစီကိုအရင်ချင်းပြည့်မီမပြည့်မီယုံသူတို့အဲ့ဒီလူပုဂ္ဂိုလ်ပေါ်မှာယုံကြည်မှုရှိမရှိကိုနဲ့တေးချာစဉ်းစားဆုံးဖြတ်ပြီးတော့မှလူပုံတယောက်ချင်းစီကိုကြည့်ပြီးတော့မဲပေးတာကိုပဲကျမတော့သဘောကျတယ်ပါတီဆွဲနဲ့မဲပေးတာကိုကျမတော့သဘောမကျဘူးအဲ့တော့ပါတီကိုပေးစရာမလိုဘူးလူပဲပေးရမှာပေါ့လူကအမ်ကိုဒေတာအတွက်ကိုနိုင်ငံအတွက်လုံဆောင်နိုင်တဲ့အရေးချင်းရှိမယ်လို့ယုံကြည်တဲ့လူကိုမဲပေးဖို့အဓိကပါပဲ။ ပါတီရတီကမဟုတ်ပါဘူး။အဲ့တော့မေဆန္ဒရှင်ပြည်သူတွေဘာပြောမလဲ။အမ်ခုနကတော့ကကျွန်မပြောခဲ့တဲ့အရာကျွန်တော်တို့ကအခုကဆုံရှုံမှုနဲ့ရင်ဆိုင်နေရတဲ့အချိန်ကာလဖြစ်နေပေါ့နော်။ကျွန်တော်တို့မြန်မာနိုင်ငံနဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေကဒီဆုံရှုံမှုတွေကြားထဲမှာရှင်းတန်းနေထိုင်နေရတာဖြစ်တယ်။အဲ့ဒီအချုံးတွေကိုဒီတိုင်းဆက်ပြီးတော့ထွေးပိုက်ပြီးတော့ဆက်ပြီးတော့မတော်ချဖို့ကျွန်မကတော့တိုက်တွန်းတယ်။ပြီးတော့ဒီ လူတွေကဘာဖြစ်လို့ယုံကြည်မှုမရှိတော့လဲဆိုတော့အရင်ကလည်းဒီလမ်းကိုရှောက်ခဲတာပဲဒါပေမဲ့ဒီလိုဆုံးရှုံးမှုတွေကြုံရတာပဲဆိုပြီးတော့ဒီရွေးကောက်ပွဲလမ်းစဉ်ရွေးကောက်ပွဲဒီလမ်းကိုယုံကြည်မှုမရှိကြတော့ဘူးပေါ့နော်ကျမအနေနဲ့ပြောချင်တာကရွေးကောက်ပွဲဒီလမ်းကြောင့်ဒီဒါကြောင့်ဆုံးရှုံးခဲ့တာမဟုတ်ပါဘူးမရင်ကျက်တဲ့နိုင်ငံရေးဒီလမ်းကိုတုံးခဲလို့ဒီလိုမျိုးကြာရှုံးမှုနဲ့ကျမတို့ရင်ဆိုင်ရတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျမတို့အခုနောက်တစ်ချိန်ချက်ပြီးတော့စူးစမ်းနေတာက ဒီအရင်ကရှောက်ခဲ့တဲ့တူညီတဲ့နီလန်းကိုရှောက်နေတာမဟုတ်ပါဘူးကျမတို့အရင်ကမရင်ကျက်တဲ့နိုင်ငံရင်းနီလန်းကိုတုံးပြီးတော့ကျမတို့သွားမှာမဟုတ်ပါဘူးအဲ့ဒါကြောင့်မို့လို့မတူညီတဲ့နီလန်းနဲ့မတူညီတဲ့နိုင်ငံရင်းနီလန်းနဲ့နောက်တစ်ကြိမ်ဆက်ပြီးတော့ကျူစာမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြည်သူတွေအနေနဲ့ကလည်းဒီအရှုံးတွေနဲ့ဆက်မသွားဘဲနဲ့နောက်တစ်ကြိမ်ထပ်ပြီးတော့ကျူစာချင်းစိမ့်မွေးမြူကြဖို့ကျမကတော့ပြောချင်ပါတယ်နောက်တစ်ကြိမ်ကျူစာခွင့်ပြုပါလို့ကျမပြောချင်ပါတယ်လူတွေအားလုံးပြည်သူတွေအားလုံးလူချင်းနေတဲ့ဒီမိုကရေစီနိုင်ငံရေးလမ်းစဉ်ကိုအကောင့်ထဲပေါ်နိုင်ဖို့နောက်တစ်ကြိမ်ထပ်ပြီးတော့ စူးစမ်းကြည့်ချဖို့ကျွန်မကတော့တိုက်တွန်းပါတယ်ကျေးဇူးပါ